။ချန်ပီယံဖြစ်ခဲ့ပေမဲ့တိုင်းပြည်သူတွေရဲ့ရင်ထဲကချန်ပီယံဖြစ်ခဲ့တဲ့ထိုင်းလူငယ်အကြောင်းသားဘောလုံးတင်ပရိသတ်တော်ပဲမိတော်များရှေးအိုင်ဘတ်ခွန်ရှေးဝဲအကျဲကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်။ဒါကရုပ်ရှင်ဇာတ်လမ်းဝတ်ထုတပုံမဟုတ်ပါဘူး။လက်တွေ့ဘဝမှာဖြစ်ပျက်ခဲ့တာပါ။ဒီဇာတ်လမ်းလေးကစူးစမ်းမှုအတွက်စိတ်ခွန်အားယူစရာပြရောက်ဖြစ်လာသလိုဂျီနူးဆုံးပြန့်ပွင့်ရာဇာတ်လမ်းလေးလည်းဖြစ်လာခဲ့ပါရင်။ဒါမင်းဘောလုံးဆိုတာကအားကစားတစ်ခုတက်ပေါ်တယ်ဆိုတာကိုလည်းမြေဝါအထင်တင်မြင်တွေ့ပြင်ရခဲ့တာလည်းဖြစ်ပါတယ်။အိမ်မက်တွေအားဈေးကြီးလို့မြင်မဲ့မကျိုးစားရင်ဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုလည်းလက်တွေ့ပြသသွားခဲ့တာဖြစ်ပါတယ်။ ဒီထိုင်းလူငယ်ဘောလုံးတင်းနေရတဲ့ရှိမှာထိုင်းတိုင်းနိုင်ငံလုံးနဲ့မကမြန်မာနိုင်ငံကပြည်သက်တွေအားပေးချိတ်ခင်မှုကိုဝါရရှိနေပြီဖြစ်ပါတယ်။ဒါအပြင်သူတို့ဟာသူတို့ဒေတာအတွက်သူတို့ရဲ့စာတင်ကြောင်းအတွက်ထာဝရပြောစမှတ်တွင်ပဲသွေးကောင်းလင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ နေပေါင်းလင်းဆယ်တန်းရှိပြီဖြစ်တဲ့ကားစုံလေးကိုစီပြီးဘောလုံးပွဲကစားခဲ့ရတဲ့သူတို့ဟာဘတ်၄.၅တန်းရှိ Time Smart Bus ကားတစ်စီးကိုစပွန်ဆာရခဲ့ပြီဖြစ်တယ်လို့သူတို့စာတင်ကြောင်းလေးကလည်းမပြည့်မစုံဘွားကနေအလူရှင်မောင်းမြောင်များစွာကြောင့်နေချင်းညချင်းမြို့ကြီးပြာကြီးကစာတင်ကြောင်းလေးလိုဖြစ်လာခဲ့ပြီဖြစ်ပါရင်ဒီလိုမျိုးခြေအနေတွေကိုပြောင်းလဲပြလိုက်တာကနေပြဆရာပေါင်းနဲ့ကျောင်းသားလူငယ်တိုက်ပဲဖြစ်ပါရင် မော်တာဝိရှရအသိန်းဟာထိုင်းနိုင်ငံအရှေ့ပိုင်းကချန်ချောလန်ဆန်ခရိုင်ကဖြစ်ပြီးတော့ဆင်းရဲနွမ်းပါတဲ့သူတွေတက်ရတဲ့အကြောင်းဖြစ်ပါတယ်။အာဂါစာပစိတွေလည်းအဆုံးလေးမရှိသလိုတခြားလုံးမှာကားဆုတ်လေးစီးပဲရှိတာပါ။သူတို့က 7HD ကနေကျင်းပါတယ်။ Student Award 7ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။ အစောပိုင်းပြိုင်ပွဲဟာနေ့စဉ်ထိုင်းနိုင်ငံစင်ကစားဘာဟောင်းကောင်းတွေကိုမွေးထုတ်ပေးနေတဲ့အသင်းပြပြီးတော့စာတင်ကြောင်းချီကအသင်းပေါင်းများစွာဝင်ပြိုင်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။ပြိုင်ပွဲနေ့ဆိုတာကစပွန်ဆာအပြင်စင်ကန်ကားကောင်းစားဘောကန်ဖနန်ကောင်းတွေနဲ့ပြပြီးအစင်းနဲ့မြန်မာလွန်လာပါတယ်။ဒါကြောင့်မယ့်အားလုံးကမင်းနယ်မွေးကြောင်းမဲဖြစ်တဲ့မွန်ထောင်းဝီရှရာအသင်းကိုစောစီးတဲ့ပြိုင်ပွဲကနေပြုတ်လိမ့်မယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ဒီအသင်းဟာဂျေရက်တက်ပုဂ္ဂိုလ်ရဲ့အသင်းတွေကိုကြီးဖြုတ်ချခဲ့တာဖြစ်ပါတယ်။ဆင်လာကြီးမတဲ့စာသင်ကျောင်းကအသင်းတွေချန်ပီယံဟောင်းအသင်းတွေကိုတစ်စင်းပြီးတစ်စင်းအမောဆန်ဆန်ဖြုတ်ချကရှုံးနေအဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ final မှာသူတို့ဟာချောင်းနဲ့ OKI အုပ်ချုပ်ရဲ့ဆိုရရင် sponsor ပေးခြင်းကိုခံထားရတဲ့ချောင်းနဲ့ပေကိုတင်းနေတွေ့နေပါရင် final ပွဲမတိုင်ခင်မှာသူတို့ basketball ဆိုရင်လည်းပြန်ပွဲလာပြန်တဲ့ video လေးကလည်း social media ပေါ်မှာရေးပန်းစားသွားခဲ့ပါရင်ဒီပြဆရာပေါင်ပေါင်းနေနေတဲ့ဒီကားဆိုလေးမှာချောင်းသားတွေဟာပူပူကက်ကက်တွန်းတွန်းတိုက်တိုက်ထိုင်နေရတာဖြစ်ပါရင်ထိုင်ပြီးသူတွေဟာဒီကစားသမားလေးတွေကိုဂိူနာတက်ခဲ့ကြပြီး final မှာတော့ကွေးလုံးပြည့်သူတို့ရဲ့အသင်းကိုလာအားပေးခဲ့ကြတာဖြစ်ပါရင်အထက်တန်းချောင်းပြိုင်ပွဲလေးဆိုပေမဲ့တကယ်ကိုလီးပြိုင်ပွဲလို့ဖြစ်ခဲ့ပြီးပြိတဲ့ပေါင်း3000ကျွဲထိလာအားပေးခဲ့တာဖြစ်ပါရင် ထိုင်းကုန်နေရာတော့မလောက်လို့ကွင်းထဲထိစင်ကြည့်ရတဲ့အထိပါပဲ။ဘွားကရုပ်ရှင်တော့မဆန်ခဲ့ပါဘူး။ရုပ်ရှင်ထဲမှာဆိုရင်တော့မော်တော်ဝီရှာအသင်းနေတဲ့ချန်ပီယံဖြစ်သွားပြီးအားလုံးကနတ်သမီးပုံအပြင်ဆန်ဆန်ပြီးဆုံးသွားခဲ့မှာပါ။ဒါပေမဲ့တကယ်လို့တင်မှာတော့မော်တော်ဝီရှာအသင်းဟာဥစ္စာကိုတွန်းနိုင်ခဲ့ပေမဲ့နှစ်ကိုပြန်ပေးရပြီးရှုံးနေသွားခဲ့တာဖြစ်ပါရင်။ဒါပေမဲ့သူတို့ဟာပြည်သူတွေရဲ့ရေမဲအထဲကချန်ပီယံဖြစ်လာခဲ့ပါရင်။ဆရာပေါင်းနားမှာငိုကြွေးနေတဲ့ကျောင်းသားလေးတွေကိုထိုင်းပြည်သူတွေကဝိုင်းဝန်းကူးနာတက်အားပေးခဲ့ကြပါရင်။ဒုတိယလူကိုဘယ်သူမှမမှတ်မိတက်ကြဘူးဆိုတက်ကြပေမဲ့ဒီတစ်ခါတော့လူတိုင်းကချန်ပီယံအထက်ဒုတိယလူကိုပဲပိုတတိထားမိခဲ့တာဖြစ်ပါရင်။သူတို့ချန်ပီယံဖြစ်ခဲ့ပေမဲ့ င်းချောင်းဝီရှရစာသင်ကျောင်းသမိုင်းကိုတော့ထာရပြောင်းလဲပေးခဲ့ပါတယ်။အခုဆိုရင်ထိုင်းဆိုရကဒီစာသင်ကျောင်းအတွက်လိုအပ်တဲ့သင်တော်ကိုပစ်စီအာကစားပစ္စည်းတွေထည့်သွင်းပေးကပြုပြင်မုံမှန်ပေးနေပါပြီ။တနင်္ဂနွေကလည်းဒီစာသင်ကျောင်းကကလေးတွေအတွက်ဗတ်တန်းချီလှူဒန်းပေးနေပါပြီ။ကော်မတီတွေကလည်းစပွန်ဆာတွေပေးသွားခဲ့ကြပါပြီ။ဒီကျောင်းသားလေးတွေဟာဘောလုံးနဲ့သူတို့ရဲ့နောက်မျိုးဆက်တဲ့အထိတိုင်အောင်ရိုးရှိစေမယ့်ပြောင်းလဲမှုကိုလုံဆောင်ပေးနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့ပါလဲအာကစားနဲ့ပတ်သက်တဲ့သတင်းကျောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောနေတဲ့ဒီကောင် ဆိုလိုက်ရပါတယ်ခင်ဗျာ